กูก็တော့ကျွန်တော်တို့ကဟိုစဉ်တော်စဉ်းစားနေတယ်ဗျာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကလှုပ်လိုက်တမျှရှိမှကျွန်တော်တို့ဒီနှစ်လပိုင်း14ရက်နေ့ကနေစပြီးတော့မှကျွန်တော်တို့အရှိန်ဟုန်နဲ့လှုပ်တဲ့အလုပ်တွေအပေါ်မှာအတိမမပြူလာလားဒါမှမဟုတ်ရင်ဟိုမတိမတိရောက်ဆောင်လာလားနောက်ပြီးတော့ဒီအမေရိကန်လို့ တကယ်အရာကြီးနိုင်ငံကနေကျွန်တော်တို့အဖွဲ့အစည်းတည်းလေးအပေါ်မှာလာပြီးအာယုံစိုက်နေတယ်ဆိုတော့အချက်အပေါ်မှာခုနကဒီအစိုးရနဲ့ဒီအနောက်နိုင်ငံကြီးအစိုးရတချို့နဲ့ကျွန်တော်တို့တပ်ဖွဲ့တွေဂျားမှာအခုနကတဘောထားအမြင်တွေအကွဲလွဲနိုင်တဲ့ခုနသတင်းပေးပို့မှုတွေအချက်လက်ပေးပို့မှုတွေနဲ့တွေးတိုးလှုပ်ဆောင်မှုတွေရှိကောင်းရှိနေနိုင်မယ်လို့ဒီလိုလဲကျွန်တော်တို့သုံးသပ်တယ်အဲ့တော့အရှင်းပြောလို့ရှိရင် ဟိုဆွဆွဲတာတော့ဟိုရင်တော့လိုပဲပါဗျာကျွန်တော်ရင်တော့ပြောသလိုဆွဆွဲတာတော့အရန်ဟိုလွယ်ပါအခုကဆွဆွဲချက်တွေကလည်းဟိုတလားတလားမယူနိုင်အောင်ကိုကျွန်တော်တို့ကတောက်လျှောက်ဆွဆွဲခံရတော့ဒါလည်းဆွဆွဲခံမဲ့အနေထားရှိတော့ကျွန်တော်တို့ကထွေထူးတော့ပြောစရာမရှိဘူးဒီပေါ်မှာကကျွန်တော်တို့ပြောချင်တာကတော့ခုနဆွဆွဲထားတဲ့ဆွဆွဲချက်တွေကျွန်တော်တို့ကပြပြတသားညှိစုပါတယ်ကျွန်တော်တို့ကဒီကြပြတ်နဲ့လေကျွန်တော်တို့က ဟုတ်လား share ထဲဝင်ထားခြင်းလည်းမရှိသလို share ရယူခြင်းလည်းမရှိဘူးရစီလက်ရှိရှင်းရှင်းလင်းလင်းပဲဒီမြေကြီးပေါ်မှာဒီအစားအုပ်ငါးခုအတွက်ဒါကျွန်တော်တို့ငိုင်းပေးထားတာဖြစ်တယ်နှိမ့်ချက်ကကျွန်တော်တို့တပ်ဖွဲ့ဒီလူသားမဆန်သွားလူမောင်ကိုကုန်ကူးတဲ့အလုပ်ကိုလုံးဝမလုပ်ပါဘူးเนาะဒါကျွန်တော်တို့ရွှေကုတ်ကိုဒေတာမှာရှိတဲ့ကျွန်တော်တို့လုပ်ငန်းတွေဒီစီမောင်ကိုကုန်ကူးခြင်းနဲ့လုံးဝပတ်သက်ခြင်းမရှိပါဘူးတော့လက်ရှိကျွန်တော်နေဆက်ဖက်ကျော်မောင်ကိုကိစ္စတွေလည်းကျွန်တော်တို့မလုပ်ပါဘူး เนาะဒါတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ဘက်ကတော့ရှင်းပါတယ်